အားကြိုးရယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပြရတဲ့စောက်တွေအကုန်လုံးအမျိုးအစားစုံတယ်ပေါ့နော်နိုင်ငံရေးစောက်တွေလည်းပါတယ်ပြီးတော့လူငယ်တွေရောလူကြီးတွေရောဘ ഹു တုတရရစင်မဲ့စောက်တွေအများကြီးတွေ့ရပါတယ်မှာအဲ့တော့ညီမကူဝယ်လာတဲ့စောက်တွေအောင်ဆ iam မခင်ခင်တူစောက်ရယ်ပြီးတော့ကျေးမုံဦးတောင်းစောက်ရယ်ဟုတ်နှစ်အုပ်ကူဝယ်ထားတာပေါ့နော်ဟုတ်ကျွန်တော်တို့နေရာတော့ဒီစာဝေဘောလောက်တာတော့ ကောင်းကျိုးတော့ပြင်မယ်လို့ထင်တာပါလေ။ဒါအလုံးခုကြည့်ရတော့လူငယ်တွေရောလူကြီးတွေရောတကယ်ဝယ်ကြတယ်လေဖတ်တတ်တယ်လို့အားပေးတယ်လို့များတယ်။ဟုတ်ကဲ့သူတို့အနေနဲ့ဒါဒီစာပေကိုကျွန်တော်စိတ်ဝင်စားတယ်လို့ထင်တာပါလေ။ကလေးလူကြီးပေါ့အားလုံး။လူတို့အတွေ့အကြုံရပါလေ။စောက်စည်းပေါ်တော်ကြီးအများကြီးလှုပ်လာတာ။အဲဒီပွဲကအစီဆုံးနှီးပါလောက်ရှိတယ်လေ။လူတို့ လုတ်ခဲ့တွေ့ခဲ့ဘူးသမျှထဲမှာပေါ့နော်။ကောင်းပါလေ။ဦးလေးတို့ဦးလေးတို့အမြင်ပြောရင်တော့တချို့စပီးသမားတော်တော်များများပါဗောလေ။အမှန်တိုင်းပြောရင်ပုတ်ကူဆွဲပြီးဘာညာပေါ့လေ။ကိုလူမကြိုက်တာဒီလူမကြိုက်တာဘာညာနေနဲ့မလက်မခံပါရှောက်တော့ဦးလေးတို့ကအဲ့လားမရှိဘောက်ဆိုဘာပဲပြောပြော စပီးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ဦးလေးတို့ကဒါကိုလက်ခံတယ် ဦးဇင်းကိုယ်တိုင်ငယ်တည်းကပညာတွေသင်ခဲ့တယ်။နောက်ဦးဇင်းဘုန်းကြီးလောကမှာလည်းအမြင့်ဆုံးဖြစ်တဲ့ဓမ္မဆရာကြီးဘွဲရတော့စာပေနေတဲ့ကပဲဦးဇင်းတို့နေတော့စာကိုအခုတစုတီတဲ့ဦးဇင်းတို့ရတဲ့အတွက်ကြောင့်လူတွေအားလုံးစိတ်ဝင်စားစွာဖတ်နေတဲ့အတွက်ကြောင့်အလိမ္မာစာမှန်ရှိစကားနဲ့ညီအားလုံးကြောက်လာတဲ့အတွက်ကြောင့်ဦးဇင်းတို့ပို့ပြီးတော့ဝမ်းလဲဝမ်းသာတယ်ပေါ့နော်။ကြိုလဲကြိုဆိုတယ်ပေါ့နော်။ ဒီတော့ကတစုတဝေးနဲ့ဒီအိမ်နာမှာလာရွက်ဝယ်ရတယ်ဆိုကိုလိုချင်တဲ့ဥစ္စာကိုရှာရရရတာပေါ့နော်။မဟုတ်ရင်ဆိုရင်ကိုလိုချင်တဲ့စာကိုဖယ်နှားရှာမလဲဆိုတဲ့ဥစ္စာတော့ဆိုင်ပြီးဆိုင်သွားနေရမယ်အစားဒီမိယာလေးကိုလာရတာအရန်ကိုအန်တီတို့အတွက်အဆင်ပြေပါတယ်။ကျွန်တော်တို့ဆိုင်ရတာဒီကျွန်တော်တို့ဒီနေရာဘူးပေါ့တလောက်ကျွန်တော်တို့ရောင်းမှမထင်ဘူးလေအခုကကျွန်တော်တို့ထင်ခါနဲ့ပုံရောင်းရတာပေါ့သူက ဒါမှလည်းသူတို့ပြောနေတဲ့မြန်မာစာပေမြင့်နေရေးဆိုတာအဲ့လိုမျိုးရှိမှလည်းမြင့်နေတဲ့အဆင့်ရောက်တာလေစာအုပ်တွေဝီလိုတခြားဆိုင်မှာပဲရှိနေပြီဖတ်တဲ့လူကဖတ်တဲ့လူရှိမှာပဲရှိနေပြီတော့ဖတ်တဲ့လူလည်းထဲစာအုပ်တွေမရောက်လို့ကတော့ဘာမှမြင့်နေရေးဆိုရလကားပဲလေတမီးနော်အဲဖတ်တဲ့လူတွေလည်းထဲရောက်မှစာပေမြင့်နေရေးဆိုတာဖြစ်တာ